မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကျေးဇူးလိုက်ပါရယ်2025ခုနှစ်မေလ21ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ပေါင်းတယ်မြို့နယ်အတွင်းရှိတစ်ပုတ်စစ်ကောင်စီစစ်တပ်စခန်းနဲ့တိန်ကုန်းတာဝရိုင်းစခန်းတို့ကိုတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုင်စစ်သား3ဦးသေဆုံး ဖာကန်သူခြိတက်လာသောစစ်တပ်စစ်ကြောင်းကိုတရားညီနောင်တွင်ပိတ်ဆို့တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးလက်နက်ကင်ရများဒိန်းစီရရှိငန်းစုံမျိုးနဲ့မြို့သားရဲစခန်းကိုဒရုန်းဖြင့်ပုံကျဲမှုစစ်သား၅ဦးဒေဆုံးရှိတဲ့တဲ့င်းတွေကိုတင်ဆက်ပေးကြပါမယ်။ ဦးစွာပေါင်းတယ်မြို့နယ်အတွင်းရှိတစ်ပုတ်စစ်ကောင်စီတပ်စခန်းနဲ့တိန်ကုန်းတာဝါတိုင်းစခန်းတို့ကိုတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုင်စစ်သား၃ဦးထိ송သွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းပြည်ခရိုင်ပေါင်းတယ်မြို့နယ်အတွင်းရှိတစ်ပုတ်စစ်ကောင်စီတပ်စခန်းနဲ့တိန်ကုန်းတာဝါတိုင်းစခန်းတို့ကိုတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုင်လိုက်ကြောင်းပြည်သူ့ကော်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသကွယ်နှင့်ပဲခူးတိုင်းစစ်ဌာနပြူဟာ၂၁ပြည်ခရိုင်363ညနှင့်တရင် ်မှာတာဝန်ရှိသူတို့ထံကသိရှိရပါတယ်။မေလ19ရက်နေ့ပေါင်းတင်မြို့နယ်စစ်ကောင်စီအတင်ကုန်းကြပါတိုင်းအတိုင်းစကန်သူအင်အားပြည့်တင်ရန်ထွက်ခွာလာတဲ့အင်အား90ခန့်ပါစစ်တပ်စစ်ကြောင်းကိုကလိန်တပ်များကတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှအုံဦးတည်ဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရင်းနောက်တင်ကုန်းတာဝန်တိုင်းစစ်တပ်စကန်သူထွက်ပြေးဝင်ရောက်သွားတဲ့တော်လိုင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာမေလ19ရက်နေ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလုံးတင်ကုန်းတာဝန်တိုင်းစကန်မှာထွက်ပြေးဆုံးခွာသွားကြောင်းသူကြောင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး ီတမရတရင်တပ်ဖွဲ့များမှတင်ကူးတော်ဝိုင်းစစ်ကောင်စီအထိုင်းစခန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတင်ကူးတော်ဝိုင်းစခန်းမှစစ်ကောင်စီတပ်သားများကပြည်သူများကိုဖော်တာဆွဲခြင်းအနီနာရှိခြေရွာများကိုမိရှုဖျက်ဆီးခြင်းအပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည့်အတွက်ပြည်သူ့ကော်မတီတပ်ဖွဲ့များနှင့်မကြာခဏဆိုးသလုတပ်ဖွဲ့များဖြစ်ပေါ်လေရှိပြီးယခုကရင်ဝိုင်းဝန်းပိတ်ဆို့တက်ခတ်မှုကြောင့်စခန်းစုပေါင်းတပိသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မီလာစနေရနေ့ကလည်းပေါင်းတယ်မြို့နယ်အတွင်းရှိတစ်ပုတ်စစ်ကောင်စီတက်စခန်းကို တော်လိုင်းတက်များကတက်ခိုက်တင်မဲ့ခဲ့ကြောင်းသိရှိရပါတယ်။ပေါင်းတယ်မြို့နယ်တွင်ရှိစစ်ကောင်စီတက်စခန်းသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်ခိုင်တရင်တရင်363နှင့်တရင်363တင်းနဲ့ပြည်ခိုင်ဘက်ကဖအဖွဲ့တို့ကပူးပေါင်းကတက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးဖောက်ကန်သူကြီးတက်လာတော့စစ်တပ်စစ်ကြောင်းကိုတရားညီနောင်နဲ့ပိတ်ဆို့တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဖောက်ကန်မြို့နယ်သို့ကြီးတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီနောင်နဲ့ပိတ်ဆို့တိုက်ခိုက်လျက်ရှိရမှာစစ်သားများပြားထိခိုက်ဒေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်း KIA စီရီသတင်းမြစ်တံကသိရှိရပါရစေ။ယနေ့မေလ21ရက်နေ့ဖောက်ကန်မြို့သို့စစ်ကြောင်းနှစ်ကြောင်းဖြင့်ကြီးတက်လာသောစစ်ကောင်စီစစ်ကြောင်းဟာလဝကမိုင်းနယ်ရဖောက်ကန် က်လက်မိုက်ရှိတရားညီနောင်တို့ရရှိနေပြီး KIA KBDF တပ်ဖွဲ့ဝင်များကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများအများအပြားတိစုံပြီးလက်နက်ကြီးများလည်းတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။ KIA KBDF ပူးပေါင်းတပ်ဖွဲ့ဝင်များထိ ंछ ုပ်ထားသည့်လက်ဝါ၊ကာမိုင်း၊နှံ့ရ၊ဖားကန်လက်မိုက်နဲ့အင်တော်ကြီးဖားကန်လက်မိုက်တို့ကိုပြန်လည်ထိ ंछ ုပ်ရေးအတွက်ဂျမတ်စစ်ကောင်စီစစ်ကြောင်းဟာလက်ဝါ၊ကာမိုင်း၊နှံ့ရ၊ဖားကန်လက်မိုက်ရှိတရားညီနောင်တို့ရရှိနေပြီး KIA KBDF တပ်ဖွဲ့ဝင်များကပ ူးပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများအများပြားတည်ဆုံပြီးလက်နက်ကြီးများလည်းတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။ KIA KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့်လဝကားမိုင်းနှင့်ရဘကန်လက်မိုင်းနှင့်အင်တော်ကြီးဘကန်လက်မိုင်းတို့ကိုပြန်လည်ထိန်းချုပ်ရေးအတွက်ဂျမစစ်ကောင်စီတပ်ကစစ်သားပြည်သူစစ်ပူးပေါင်းကအင်အား600ကျော်တင်ကားနေစီလို့ဖြင့်ဘကန်တို့ချိန်တက်နေခြင်းဖြစ်ပြီး28ရက်ကြာမြင့်ပြီဖြစ်တော့လေဘကန်မျိုးတို့ရောက်ရှိလာခြင်းမရှိသေးပဲလဝကားမိုင်းနှင့်ရဘကန် မ်းမရှိတရားညီနောင်တွင် KIA KPDF တပ်ဖွဲ့ဝင်များကပိတ်ဆို့ကတိုက်ခိုက်နေခြင်းဖြစ်ကြောင်းရင်းတိုက်ပွဲတွင်ဘာကန့်မြို့အခြေစိုက်တမကုံမလက်နက်ကြီးသုံးလုံးဖြင့်ပြစ်ကူပေးခဲ့ကြောင်းသိရှိရပါသည်။ဂျမ်းမစ်စစ်ကောင်စီတပ်ကကြောက်စိအဓိကထွက်ရှိရာဘာကန့်မြို့သို့အဓိကဦးတည်၍အင်အား600ကျော်ဖြင့်စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင်းသိရှိရပါသည်ရှင်။ ဆလဘေးငန်းစုံမြို့နယ်မြူတာရဲစခန်းကိုဒရုန်းဖြင့်ပုံကျဲမှုစစ်သား၅ဦးသေဆုံးသွားတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းငန်းစုံမြို့နယ်မြူတာရဲစခန်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရမှာစစ်သား၅ဦးသေဆုံးခဲ့ကြောင်း60 KI အမှတ်1844ဒရုန်းတရင်မှတရင်မှုဆရာလေးတန်းကသိရှိရပါရစေ။မေလ19ရက်နေ့ည9:00နာရီချိန်ခန့်တွင်ငန်းစုံမြို့နယ်မြူတာရဲစခန်းတွင်စစ်ကောင်စီတပ်သားအင်အား80ခန့်ထပ်တိုးမြင့်တာသဖြင့်3.5 KG ဒရုန်းပုံးနှလုံး5 KG ဒရုန်းပုံးတစ်လုံးနဲ့စုစုပေါင်း2ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ရမှာကင်းပုံးဝင်နေတဲ့စစ်ကောင်စီတပ်သားအုပ်စုအတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သား၅ဦးသေဆုံးက၄ဦးပြင်းထန်တဲ့အရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒေသသားသောစစ်ကောင်စီတပ်သားများကိုတင်းကျိုင်းကုန်းသို့တွားရောက်မမြုံနိုင်ရသဖြင့် scan တွင်မြေကျင်းသူကတချို့လိုက်ကြောင်းတရားရရှိသူများကိုလည်း scan တွင်စီကူတာနေပြီးယနေ့မေလ20ရက်နေ့နေ့ပိုင်းတွင်မြို့တရား scan တွင်သူစစ်ကားသုံးစီးဖြင့်အင်အားတက်ဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။စူပါတိုက်ခိုက်မှုကိုတော့ကြောက်စဲခရိုင်အမှတ်18လေးလေးဒရုန်းတရင်မြင်းကျင်ခရိုင်အမှတ်6တရင်နဲ့ ်ငန်းစုံမျိုးနဲ့ပကဖားတို့ကပူးပေါင်းကတက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီနေ့2025ခုနှစ်မေလ22ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကို စပုတ်ဗီဒီယိုမြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယမွေးဖြစ်ပါတယ်ရှင်။